အခုညာတွေကတော့ဟူလောရော့ဆဲချစ်ခွင့်ပန်သွားတဲ့မင်းသားလေးတော့ဖွာတာပေါ့နော်အဲဖွာပါတဲ့မင်းသားတိုင်းကုန်လုံးလက်ထပ်ခွင့်တောင်းသွားတဲ့မင်းသားလေးပိုင်လကုန်အတွက်ကတော့ရမ်းအောင်မြင်နေတဲ့အချိန်မှာသူဒီလိုဆုံးဖြတ်လိုက်တဲ့အတွက်လည်းဘယ်လိုပြောမလဲဟိုသူအောင်မြင်မှုနဲ့သူ့ရဲ့ဒီအချက်ကိုပေါ့နော်ဒါအချက်အချက်ကိုပုံတန်ဖိုးထားတာပေါ့ဘယ်လိုပဲဖြစ်လေးစားပါတယ်ဒီ28နှစ်အရွယ်ရှိတဲ့မင်းသားတယောက်အနေနဲ့ဒါသူသူရွေးချယ်ရမယ်လဲသူအရန်တော်တယ်အာသူသူရွေးချယ်မှုတိုင်းဒီလဲသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းအားလဲမှန်ကန်ပါတယ်ဟုတ် တင်မော်ဒီတောင်တို့ပေါက်စီမာတို့တော့တဲကွဲပြီဆိုတော့သူ့အနေနဲ့ဒါအကုန်လုံးဒါအကုန်လုံးလိုက်ပြီးတွဲလို့ရတယ်ပတ်ကြိုက်လို့ရတာပဲလေနော်ဒါသူဒီလိုချပြလိုက်တယ်သူလက်ထက်ခွင့်တောင်းလိုက်တယ်ဆိုတာသူဒီသူအရန်တံပိုးထားတဲ့မင်းကလေးတယောက်ကိုဒါဘလို့ချစ်တယ်ဆိုတာကိုသူပြတာပဲလေနော် ဖေတွေကတော့မမေးနေတော့ဘာဖြစ်လို့ဆိုကိုတွေကသူများတဲ့ပြောရင်အမကျမတို့ကလည်းငကားတိုက်ကလာတယ်ကိုနဲ့တိုက်သူတွေအဖွဲ့ရှိတယ်ဘာဖြစ်လို့ဆိုသူတို့ကလည်းရည်စားထားတယ်ပြတ်တယ်ကွဲတယ်မရဘူးတဲ့ကိုတွေကတိုက်ကသဘောမတူဖြတ်ကိုဖြတ်တာအပြတ်ရှိရကျမတို့အဲ့အခြေအကန့်ကောင်းတဲ့လူတွေဆိုအများနဲ့အားကြတာဒီကနေ့ ကလာတာပေါ့တိုက်ကလာတာတိုက်ကလာတာဘယ်တိုက်ကလဲတော့မသိဘူးများတော့ဖြစ်ငကားတိုက်လို့ပြောရတယ်အင်ဘီဇန်အဆက်သွယ်တွေပေါ့နော်ငကားတိုက်ပဲသူတို့ကဘာလာလာငကားတိုက်ကညားတာတခုအစင်မပြေဘူးဆိုရင်ငကားတိုက်ကလာတာအစင်ပြေရဆိုလဲငကားတိုက်ကလာရီးစားနဲ့မမြဲတာလဲငကားတိုက်ကပဲတခုခုအစင်ပြေသွားပြီဒါဆိုလို့ရှိရင်လဲသူတို့ငကားတိုက်ကလာတာတိုက်ကပေးတာအဲ့လိုမျိုးဘာလို့လဲမသိပါဘူးဆိုမှတော့ခေါင်းကိုကြိုက်တာမဟုတ်ဘူးဒါကတော့သူတို့ပြောတဲ့ဟာပဲကိုကတော့ဘယ်လိုမှတော့မခံစားရပါဘူးတချို့ကကြတယ်တမီးရောရဲ့ငကားတိုက်ကလာတာရေကြောက်တယ်တဲ့ဟဲ့ နှကားရေကြိုက်တာမဟုတ်ဘူးလားဆိုတော့အဲ့လိုပေါ့နော်တမျိုးဟိုတချို့ကလည်းရေကုန်းနှခါလာတော့မသိဘူးတပည့်ရေကြောက်တယ်တဲ့နှခါတိုက်ကလာလည်းပြောတယ်ရေကြောက်တယ်လည်းရှိသေးတာတချို့ကတော့လည်းရေထဲမှာလူရလိမ့်တာရှိသေးတာဆိုတော့မသိတော့ဘူးအစင်ပြေလဲနှခါတိုက်ကပဲအစင်မပြေလဲနှခါတိုက်ကပဲဒါအချင်းမကွဲတာအချင်းအချင်းမြန်ရေရှိခဲ့အချင်းရောအဲ့တော့ကတော့သူနဲ့ပတ်သက်ပြီးရေရချီတာက မရှိဘူးအဲဖုန်းဆက်တယ်ပြန်ခေါ်တယ် ရေရီအရောစီးပွားရေးကောင်းအောင်တော့ခြေတယ်ရေရီအခုတော့အခုတော့မတီနေတော့မှဒီဆရာတာတော့ပိုင်နေထူးရှိသွားလို့ရေရီအယူလာပီရစေးရီယူလာငါလုတ်တော့မယ်လို့ရှေ့ရှောက်လို့မရတော့အာအဲ့လိုပေါ့နော်ချစ်ရေးပါနှခမ်းလေးတိုးလို့ရှိရင်ကိုပြောလိုက်တယ်ပြောတိုင်းအောင်နေပေါ့အဲ့အဲ့လိုမျိုးလေးပေါ့အဆရာဆရာကူယူလာပြီရလာပြီဗျာလုတ်တော့မဆန်းတော့မယ်ချစ်ပါကြတယောက်ထဲထားကြတာအဲ့လိုမျိုးလေးနှစ်ယောက်သုံးယောက်အဲ့လိုမျိုးအရင်အတက်အရွယ်အမှန်တမ်းပြောရင်အတက်40ကျော်တဲ့အချိန်မှာကြတော့ဒီတယောက်နဲ့ပဲ အာဖြတ်တန်းကျင်တော့ဗောနော်သူတည်းကောင်းလဲသူပဲဆိုးလဲသူပဲတို့အတွက်ဆိုးတိုင်းမင် ကောင်းတိုင်းမင်ဖြတ်တန်းမယ်လို့ထားပြီးတယောက်ထားတာဒါပေမဲ့အဲ့တယောက်မရတဲ့အချိန်မှာနောက်ပိတ်ဆုံးတော့နေစီတော့ရသမျှရှိသမျှပဲတွဲလိုက်တော့မယ်ဒီနေ့တွဲလို့ဒီနေ့ကွဲလဲကွဲစီတော့အစင်ရကြတော့လို့ငငယ်အဲကိုကကိုရီးယားစင်လဲကြိုက်တယ်ကလားစင်လဲကြိုက်တယ်ဒါလည်းပိန်ရမယ်ပိန်ပိန်ပပအဲ့လိုဘိုက်ချွဲချွဲဆိုမကြိုက်ဘူးအရက်မောင်းရှိရှိလေးနဲ့ရှာလိုက်အောင်မယ် အဲမမေရဆိုအဲ့တော့ကတော့ကိုကလေ iPhone 7နဲ့ပေါ်ကစားအကုန်လုံးကနာမည်ကြီးတာဟဲ့ iPhone 7ဝယ်ပေးရဆိုပြီးတော့အဲ့လိုနာမည်ကြီးတဲ့အမမန်တော့မဟုတ်ဘူးအဲ့တော့ဝယ်လိုက်တာကိုကနေကိုကင်ဖို့သူကတော့ဝယ်ပေးတာအမကင်တဲ့မ iPhone 7ကင်ဆိုတော့အဲ့နဲ့သူဝယ်ကင်လိုက်တာစကဲမှာပဲအဲ့တော့အဲ့ဒါကိုသူသူတော့ဝယ်ပေးတာသူအန်လိုက်တယ်လို့ထင်တယ်အဲ့တော့သူအတွက်မွေးနေ့လက်ဆောင်သူလိုအဲ့လိုပေါ့နှစ်ချက်နှစ်ချက်ပေးပူးတယ်နောက်ဒီဝတ်စာပေါ့နော်ဘောင်းမီလိုဘူဖနက်တို့အင်ဂျီလိုပါပဲအများကြီးတော့မအမ်းပါဘူးကိုလည်းအုံနောက်ရှိရလေစမခစ်ပညာတက်လေ ခပညာတက်တယ်မိုင်းပူဆူဘယ်ကဲဘူးလိုက်တိုင်းဘူးမိတဲ့ထဲမှာအပါဘူးအချိန်တန်တော့လည်းမေ့သွားတာပါပဲအဲ့တော့ကတော့လည်းသူမသူပုံတော့နောက်ကြာတဲ့ခါကျတော့လည်းလိုပါပဲနောက်ကအတစ်အတစ်အတစ်တက်ကလေးရောက်လာတော့လည်းအတစ်တက်ကလေးထက်ခံစားလူဆိုတာကလေဘလိုပဲအများအားချစ်နေရလေနေ့အတိုင်းချစ်နေရချစ်ရမယ်တဲကွဲရမယ်အဲ့ကျမမီးပို့ပို့တော့မှအခုတော့မှတဲကွဲသချင်းထွက်ထားပြီလေတဲကွဲမယ်ဆိုရယ်အခုအဲ့သူတချင်နဲ့တဲကွဲမှာ ဟဲလက်ခံတာပေါ့အတက်ရွယ်တစ်ခုရခဲ့ဟဲ40ကျော်တော့သူတို့ခုနင်းဖြစ်နေတော့ကိုကိုတကယ်40ကျော်တဲ့ချိန်မှာမလို့အခုချိန်မှာဘဝကတော့ဖလန်ဖလန်ထားလို့ကောင်းတော့ဒါဆိုတော့အဲ့အချိန်မှာကိုကိုကိုလည်းတည်ငြိမ်သွားပြီးစီးပွားရေးဆိုလည်းထိုင်လက်ကိုရှာနိုင်သွားပြီးဆိုတဲ့ချိန်မှာဟာနန်းတော့ပဲအမှန်တိုင်းပြောရရင်တော့တကယ်အတီတကြဆိုရင်တော့နှစ်ယောက်ပေါ့နော်ဒါအတီတကြပေါ့အဲဒီကြားတဲ့ဟိုဘယ်လိုပြောမလဲ တွေ့လို့တွေ့လိုက်တာတို့ဟိုနေ့ခဏပေါ့ကွယ် one day တို့ဘာလို့ပေါ့ one night တို့အားရရတော့လက်ချိုးရည်လို့များတော့အဲဟိုနေ့ပြန်တွေ့တယ်ပြန်တွေ့ရသူလည်းဒီတိုင်းပဲကိုလည်းဒီတိုင်းပဲသူတောင်တယောက်ဆောင်လို့ကောင်းသေးရပဲကိုလည်းတယောက်ဆောင်ရတာပေါ့နုပညာတွေကမဟုတ်ဘူးအပြင်ကအပြင်လောကအနုပညာတွေကကြတော့ကြိုက်တယ်ဒါပေမဲ့ကိုတွေကအလုံးနဲ့ပတ်သက်တဲ့ခါကြတော့လေဒါသူတို့ကိုလည်းကို respect ထားတယ်သူတို့ကလည်းကို respect ထားတဲ့ခါကြတော့ ာမကြိုက်သင့်ဘူးလို့ထင်ပြီးတော့မကြိုက်ကြတာကြိုက်ပါတယ်အမှုပညာတွေကလည်းကြိုက်တယ်အမှုပညာတွေကတော့ဟူလိုရောစေချက်ခွင့်ပံသွားတဲ့မင်းသားလေးတော့ဖွာတာပေါ့နော်အဲဖွာပါတယ်မင်းသားတိုင်းအကုန်လုံးလက်ထပ်ခွင့်တောင်းသွားတဲ့မင်းသားလေး surprise မဖြစ်ပါဘူးလို့ပါပဲဒါကတော့အချိန်တန်အရွယ်ရောက်တခုဆိုလို့ရှိရင်တော့အာလူတန်းရှိမှာပဲဒါပေမဲ့သူ့အတွက်အာပိုင်းတကွန်အတွက်ကတော့ရမ်းအောင်မြင်နေတဲ့အချိန်မှာသူဒီလိုဆုံးဖြတ်လိုက်တဲ့အတွက်လည်းဘယ်လိုပြောမလဲဟို သူအောင်မြင်မှုနဲ့သူ့ရဲ့ဒီအချက်ကိုပေါ့နော်ဒါအချက်အချက်ကိုပိုတန်ဖိုးထားတာပေါ့ဘယ်လိုပဲဖြစ်လေးစားပါတယ်ဒီ28နှစ်အရွယ်ရှိတဲ့မင်းသားတယောက်အနေနဲ့ဒါသူသူရွေးရှယ်ရမယ်လဲသူအရန်တော်တယ်အာသူသူရွေးရှယ်မှုတိုင်းဒီလဲသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းအားလဲမှန်ကန်ပါတယ်ဟုတ် တော့ဘယ်လိုပြောပြရမလဲဆိုတော့ဒါသူအချစ်ကိုလေးစားတန်ဖိုးထားပါမနော်အစောရပြောသလိုပဲလေတင်မော်ဒီတောင်လို့ပေါက်စီမာလို့တော့တဲကွဲပြီဆိုတော့သူ့အနေနဲ့ဒါအကုန်လုံးဒါအကုန်လုံးလိုက်ပြီးတွဲလို့ရတယ်ပတ်ကြိုက်လို့ရတာပဲလေနော်ဒါသူဒီလိုချပြလိုက်တယ်သူလက်ထက်ခွင့်တောင်းလိုက်တယ်ဆိုတော့သူဒီသူအရန်တန်ဖိုးထားတဲ့မိန်းကလေးတယောက်ကိုဒါဘယ်လိုချစ်တယ်ဆိုတာကိုသူပြတာပဲလေနော် အမေတိုင်းပြောရရင်28နှစ်ကတော့မစောတော့ပါဘူးဟိုဥပမာပြောရရင်လူတိုင်းရတာလေအချောင်းပြချက်ပေးနေကြတာ30မှာပဲမိန်းမယူမယ်လို့35မှာယောက်ျားယူမယ်လို့ဒါအချောင်းပြချက်ပေးတာပါဒါကိုချစ်နေရဲဆော့ဆော့တွေ့ရဲဆော့ဆော့ယူလိုက်တယ်ပြီးတာပဲဒီနော်မိသားစုဘဝတိဆောက်ကြဒါကောင်းနေသူတို့အတွက်ကလည်းစီးပွားရေးအတွက်ကလည်းမလိုဘူးဒါဆိုလို့ရှိရင်အိမ်တော်ကြီးတစ်ခု တိဆောက်ပြီးသွားရင်ကွန်ပျူတာစုကိုဘယ်လိုစိတ်ချမ်းသာအောင်နေထိုင်မလဲဆိုတာမှန်ကန်တာပဲတချို့ဆိုရင်20ကျော်အောင်ယူနေကြပြီလေ20တို့22နှစ်တို့ Facebook ထဲမှာတွေ့လာတစ်ခါကျရင်အမွေလည်းအတောင်တောင်မဆုံးသေးဘူးဟဲယူသွားကြပြီမလေး73 74တောင်ယူနေကြပြီလေသူ့အတွက်28နှစ်ကဒါသူ့ရဲ့ဆုံးဖြတ်ချက်ကတကယ်ကိုခိုင်တဲ့အရွယ်ဆိုတော့လက်ခံပါပဲဟုတ် ိုကကိုဆိုရင်တော့စိတ်ဆိုးတာနော်။ကိုကတစ်ချိန်လုံးစိတ်ဆိုးတာ။ဘာဖြစ်လို့တင်းကွနေလဲတင်းကွနေဆိုတာ။တစ်ချိန်လုံးစိတ်ကောက်တဲ့နေရာမှာပါတယ်။အဲအရင်အဲ့ဒီဒီစားကြတော့ငယ်တယ်ကိုထက်ငယ်တယ်။ကိုကစိတ်ကောက်ပြီဆိုရင်သူကပြောတယ်။မအားတဲ့မောက်မေထက်စားရင်းနဲ့နည်းနည်းပဲငယ်တာ။ချိန်လုံးမှပဲစိတ်ကောက်နေရတယ်။သူ့မေထက်ကျမနည်းနည်းပဲငယ်တယ်။